ဒီနေ့မှာကစားမားတွေကိုရောင်းမထုတ်နိုင်ခဲ့ရင်ဒီအချက်တွေကြောင့်ဘာစီလိုနာလိုဖြစ်သွားနိုင်တယ်မယ်ယူပရိသတ်များလုံးမမိလားဗျာမန်ချက်စတာဖော်ဆောင်ကနေပြန်လဲကြိုးလိုက်ပါရင်2018ခုနှစ်မှာတော့ကမန်ယူအသင်းရဲ့အရန်မွေဟာပေါင်တန်း300ရှိခဲ့ပေမယ့်အခု2025မှာတော့ပေါင်83တန်းသာကျန်ရှိလာတယ်လို့သိရပါရင်ဒီနေ့နေရာတွေပြောင်းရွှေ့စေကွက်မှာမန်ယူကကွန်ညာကိုပေါင်62.5တန်းနဲ့ခေါ်ယူထားခဲ့ပြီဖြစ်တယ်လို့ MMO ကိုလည်းခေါ်ယူနိုင်မှုအတွက်ဆက်လက်စူးစမ်းနေပြီးပေါင်တန်း90နေပါတော့အသုံးပြရွက်ရှိနေပါရင် တကယ်လို့ဒီနေ့မှသာကစားမရောင်းချမှုတွေပြုလုပ်နိုင်ခဲ့ရင်မွေကြီးအကျက်တဲတွေနဲ့စိုးစိုးရွားရွားရင်ဆိုင်သွားရဖို့လည်းရှိနေပါရင် Rafo နဲ့ Garner ချိုတော့ကိုရောင်းထုတ်နိုင်ရင်တော့ဒါတွေကအတိုင်းအတာတစ်ခုပြီးလဲသွားမှာပါ။ဘာတွေဆက်ဖြစ်လာနိုင်မလဲ။ဒါအသင်းရဲ့ငွေချင်းအခြေအနေတင်းကျပ်လာပြီးပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်ဆိုတာကိုပြသနေပါတယ်။မန်ဟွာလွန်ခဲ့တဲ့၃နှစ်အတွင်းပေါင်တန်း300ကျော်ဆုံးရှုံးခဲ့ပြီးအသင်းရဲ့အတုံးစေးတွေကဝင်ဝင်ထက်များပြားနေပါတယ်။အထူးသဖြင့်2024နဲ့25ရာသီအတွက်အပြောင်းရွှေ့ဈေးကွက်မှာကစားမဝယ်ယူမှုအတွက်ပေါင်284.5တန်းသုံးဆွဲခဲ့ပြီးအပြည့်ပြည့်ဆိုင်ရာအကျွေးတွေကလည်းပေါင်301.5 တတန်းလောက်ရှိနေသေးပါတယ်2025 26ရာသီမှာဥရောပပြိုင်ပွဲတွေမှာပါဝင်ခွင့်မရှိတာကြောင့်ဝင်ငွေတွေတိတိတတ်တာရော့ကျလာပါမယ်အဲ့ဒီတည်းနဲ့စပွန်ဆာစာချုပ်ရာချန်ပီယံလိမပါဝင်နိုင်ရင်နှစ်စဉ်ပေါင်100တန်းလျှော့ပေးရပါမယ်ဒါအပြင်ပေးမြလေးမှာအဆင့်35နေရာရခဲ့တာကြောင့်စုငွေအနေနဲ့ပေါင်33000လောက်ဆုံးရှုံးရပါမယ် 2025နွေရာသီအပြောင်းရွှေ့စည်းကွက်နဲ့လက်ရှိခြေအနေကိုကြည့်မယ်ဆိုရင်မန်ယူအဝူးကနေကွန်ညာကိုပေါင်62.5တန်းနဲ့ဝယ်ယူခဲ့ပြီးဒီအပြောင်းရွှေ့ဟာအသင်းရဲ့အရံမွေကိုတိတိတသားထိခိုက်စေခဲ့ပါတယ်။ Brandford ကအမ်ဘူမိုကိုခေါ်ယူဖို့ဆွေးနွေးနေပြီးပေါင်80တန်းပါပုံချနိုင်ွယ်ရှိနေပါတယ်။ဒါပေမဲ့ Brandford ရဲ့တန်ဖိုးတမတ်ချက်ကိုမန်ယူရဲ့ကမ်းလှမ်းမှုကမမီနိုင်သေးပါဘူး။ Amorian ရဲ့3-2နှစ်တိကစားကွက်နဲ့ကိုင်းညီဖို့ကစားမအစ်တွေကိုခေါ်ယူဖို့စိတ်ဝင်စားနေပါသေးတယ်။ဒါပေမဲ့ဒီဝယ်ယူမှုတွေဟာဆက်လက်လှုပ်ဆောင်မှုမွေကြေးရှာဖွေမှုတွေပြုလုပ်ရပါအောင်မယ်။ မန်ကပရီးမီးယားလိရဲ့ PSR စီမင်းရဲ့ UEFA ရဲ့ FFP စီမင်းတွေကိုလိုက်နာဖို့လိုအပ်ပါတယ်။ဒါကြောင့်ကစားမရောင်းချမှုတွေကအရေးကြီးနေပါတယ်။2023-24ရာသီမှာကစားမရောင်းချမှုကနေပေါင်38.8တန်အမြင့်ရခဲ့ပြီးဒါ2009ခုနှစ်မှာ Redo ကို Real Ten ပေါင်တန်80နဲ့ရောင်းချပြီးနောက်အကောင်းဆုံးအမြင့်ဝင်ပမာဏဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လက်ရှိအရန်ဝင်ပေါင်83.2တန်နဲ့နောက်ထပ်ဝယ်ယူမှုတွေလုပ်ဖို့ဆိုရင်ကစားမရောင်းချမှုတွေလုပ်ဖို့ငွေသားရဖို့လိုအပ်နေပါတယ်။ Refo နဲ့ Ghana ဂျိုတို့ကိုရောင်းထုတ်ရင်ဘာဖြစ်လာနိုင်မလဲ။ ကစားမနှစ်ယောက်ကမန်ယူအဓိကကစားမတွေဖြစ်ပြီးရောင်းချရင် ပေါင်တန်း90ကနေ80ကြားလောက်တော့ရရှိနိုင်ပါတယ်။ဒါမှမဟုတ်ဒီထက်လည်းပိုပြီးရရှိနိုင်ပါတယ်။ဒီရောင်းချမှုကအယံမွေကိုပြန်လည်ဖြည့်တင်းပေးနိုင်ပြီး MMO လိုကစားမတစ်တွေဝယ်ယူဖို့အထောက်အကူဖြစ်စေပါတယ်။ဆန်ချိုနဲ့အန်တိုနီတို့ကိုလည်းရောင်းချဖို့အတွက်စူးစမ်းနေပြီးသူတို့နှစ်ဦးရောင်းချခြင်းကနေပေါင်တန်း30ကနေပေါင်တန်း80ကြားလောက်ထည့်ရနိုင်ပါတယ်။ဒီလိုရောင်းချနိုင်မှုကလည်း PSR အစီအမင်းနဲ့လိုက်နာဖို့အဆင်ပြေနိုင်ပါပါ။ MMO ဟာသူ့ရဲ့3-2တစ်ကစားကွက်နဲ့ကိုက်ညီတဲ့အသင်းသင်းကို ဖွဲ့စည်းဖို့ကြိုးစားနေပါတယ်။ရက်ဖိုနဲ့ကာနာချိုတို့ကဒီကစားကွက်မှာအပြေးအဝါကိုက်ညီမှုမရှိဘူးလို့ယူဆရပြီးသူတို့ကိုရောင်းထုတ်နိုင်ရင် MRN ဖြူပါတယ်။ပိုကိုက်ညီတဲ့ကစားမတွေကိုခေါ်ယူနိုင်ပါမယ်။ရက်ဖိုနဲ့ကာနာချိုတို့ဟာမန်ယူရဲ့လောက်ခလာစာမြင်ပါတဲ့ကစားမတွေမှာပါဝင်ပါတယ်။မန်ယူရဲ့2024-25ရာသီအတွက်စုစုပေါင်းလောက်ခလာစာကုန်ကြဆေးကပေါင်183တက်မှ8တန်းရှိပြီးတနည်းလောက်ခပေါင်16တက်မှ2တန်းလောက်ပေးချေနေရတဲ့ကက်စမဲလိုလိုကစားမတွေနဲ့အတူရက်ဖိုလိုကလည်းလာစာမြင်ပါပါတယ်။သူတို့ကိုရောင်းထုတ်ရင်လာစာ ကုန်ကြားစရိတ်တွေကိုရှော့ချနိုင်ပြီးတော့အတင်းရဲ့ငွေကြေးဖိအားကိုလည်းတတ်တာစေနိုင်ပါတယ်။ကစားမတွေမြောင်းရင်ဘာဖြစ်လာနိုင်မလဲ။လက်ရှိအရန်မွေးပေါင်83.2တန်းဟာအန်ဘူမိုလကစားမကိုဝယ်ယူဖို့မလုံလောက်ပါဘူး။မဲမှာပေါင်140တန်းအောင်ချင်းမွေထုတ်နိုင်တဲ့အရန်မွေးထောက်ပံ့မှုရှိပြီမဲ့ဒါကို30ရင်အနာကတ်မှာပုံပုံကြီးမတဲ့အကျွေးဖိအားနဲ့ရင်ဆိုင်ရပါမယ်။ PSR စီးမင်းတွေကိုချိုးပေါင်းပြီးအမှတ်ဖြတ်တောက်ခံရတာဒါမှမဟုတ်အပြောင်းရွှေ့ပိတ်ပင်ခံရတာမျိုးတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ရောင်းထုတ်စရာရှိတဲ့ကစားသမားတွေကိုရောင်းထုတ်မှုမလုပ်နိုင်ရင်အတင်းရဲ့အမွေခြေပြဿနာတွေကပိုဆိုးလာနိုင်ပြီးပြည်သူတွေရဲ့ယုံကြည်မှုကိုထပ်မံဆုံးရှုံးစေနိုင်ပါတယ်။ဒါကြောင့်ကစားသမားရောင်းချမှုတွေကိုဒီနေ့မှမဖြစ်မနေလှုံ့ဆော်နိုင်ဖို့အတွက်လိုအပ်နေတယ်လို့ဆိုရမှာပါ။မဟုတ်ရင်တော့အခြေအနေမကောင်းပါဘူး။အကျွေးနှုတ်နစ်ပြီးဘာစလနာရဲ့လမ်းစဉ်တော့ကိုလိုက်သွားရပါလိမ့်မယ်။ပြည်သူများကရောလက်ရှိမန်ယူရဲ့အကြက်တဲပေါ်ဘယ်လိုများမြင်မိကြလဲ။ Regulator ရဲ့ရည်ချင်းကဒါတွေကိုစီမံကိန်းတွင်နိုင်စွမ်းရှိဘူးလား။မိတို့ရဲ့အမြင်လေးတွေကိုလည်းပြောပေးခဲ့ကြပါဦး။ဟုတ်ကဲ့ပါဗျာ။ဗီဒီယိုလေးကလောက်ပါမယ်။ နောက်နေ့မှာလည်းအားကစားနေပတ်သက်တဲ့သတင်းကြောတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Messenger for Awesome Channel လေးကို Like and Follow လုပ်ပြီးဒီ video လေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချောလိုက်ရပါတယ်ခင်ဗျာ